ျွန်တော်ကတနေရာထဲမှာရက်နေသူတော့မဟုတ်ပါဘူး။ခြေသလုံးအိမ်နေဘဝကိုပျော်ပါတယ်။နေရာနှံ့ကိုတွာလာနေခြင်းပါတယ်။လေဒဂွန်နဲ့လွင့်နေခြင်းပါတယ်။ကျွန်တော်ကကျွန်တော်ကိုကျွန်တော်သူ့တည်တည်သမားလို့ခံယူခြင်းပါတယ်။စိတ်ဝင်စားစရာတခုခုကြားရရင်အဲဒီစိတ်ဝင်စားစရာကိုစူးစမ်းခြင်းပါတယ်။သူ့တည်တနာပြုခြင်းပါတယ်။အဲဒီနေရာကိုလည်းအရောက်သွားပါတယ်။အသေးချာစူးစမ်းပါတယ်။အသေးချာကိုလေ့လာပါတယ်။ယခုကျွန်တော်စိတ်ဝင်စားနေတာက ပရလောကအကြောင်းပင်ဖြစ်ပါတယ်။တရေတစေဝိညာဉ်အကြောင်းတွေကိုလေ့လာပါတယ်။ ပိတ္တာမျိုးနယ်စုကများပါတရေကလည်းပိတ္တာမျိုးနယ်စုတဆေကလည်းပိတ္တာမျိုးနယ်စုကြက်ဆိုတာတွေကလည်းပိတ္တာမျိုးနယ်စုဝင်တွေပဲမဟုတ်ဘူးလားကျွန်တော်ပိတ္တာမျိုးနယ်စုဝင်တွေကကြက်ကိုစိတ်ဝင်စားခဲ့ပါတယ်ကြက်ကြောင်းလေးလာဖို့လည်းကြိုးစားခဲ့ပါတယ်ခတ်တာကြက်ကဘာလဲကြက်ဆိုတာတရေတစ်မျိုးပါပဲဒါပေမဲ့လည်းကြက်ကအခြားတရေတွေနဲ့တော့မတူပါဘူး ဂျက်ကဖုန်းတစ်ခုရှိပါတယ်ဖန်ဆင်းနိုင်တယ်လို့သိရပါတယ်ဒါပေမဲ့လည်းကျွန်တော်နဲ့ဂျက်ကတော့ဝေးနေသေးပါပဲတခါတော့ကဂျက်ရှိတယ်လို့ပြောတဲ့နေရာကိုကျွန်တော်ရောက်ခဲ့ဘူးပါတယ်ဂျက်ဖိုးကောင်ကတရက်တော့ဖြစ်ပါတယ်တရက်တော့ဖိုးကောင်ရွာနဲ့ဖိုးကောင်ကကြားမှာရှိပါတယ်တရက်တော့တော်တော်ကြီးကိုကျဲပါတယ်ရှည်လျားလာပါတယ်အဲ့ဒါတော့ကျွန်တော်မတ်မိနေခဲ့ပါတယ်ကျွန်တော်ရဲ့အဖေ play အဖွဲမှာတာဝန်ထမ်းဆောင်ပြီးတော့ဖိုးကောင်ကမှာတာဝန်ကျနေခြင်းလည်းဖြစ်ပါတယ်ကျွန်တော်ညဘက်တရက်တော့ကိုဖျက်ခဲ့တာဗျာကျွန်တော်ဖေတန်းကိုရောက်တော့အဖေနဲ့အတူ play အဖွဲသားတွေကအံ့ဩနေကြမင်းဘယ်ကလာလဲအဲ့လိုမျိုးတယောက်ကကျွန်တော်ကိုမေးလာခဲ့တယ် ီယိုလာဖို့လမ်းဘယ်နှလမ်းရှိလို့လဲဗျာအဲ့လိုမျိုးကျွန်တော်ပြန်မေးလိုက်ပါတယ်လမ်းတလမ်းပဲရှိရလဲအဲ့ဒါကြောင့်ဒီလမ်းလာတယ်လို့သိပါတယ်ကံကောင်းတယ်လို့ပြောရမယ်ဟေးဘာကြောင့်လဲဗျာမင်းတည့်ရတော်ဖြတ်လာခဲ့မဟုတ်ဘူးလားဟုတ်တယ်လေဗျာအဲ့ဒါဘာဖြစ်လို့လဲအရင်တည့်ရတော်ကကြက်ကုန်းလို့ပြောကြတယ်ကွာမကြခဏလူတွေ၆လန့်ခံရတယ်အဲ့ဒါကြောင့်မဲနေဝင်ပြီဆိုလို့ရှိရင်ဒီနေရာလူ၄၅၀လောက်မပါဘဲနဲ့မသွားရကြဘူးကွာအဲ့လိုမျိုးလူတချို့ကလည်းပြောလာခဲ့ပါတယ်အဲ့ဒီချိန်ကျမှပဲကျွန်တော်ရင်ထဲစိုးရုံနေရပါတယ် တို့ပဲလေကျွန်တော်ဒီနေရာကိုနှစ်ခါသုံးခါရောက်ခဲ့ပူပါတယ်ဘာမှလည်းမတွေ့ရပါဘူးကြက်မပြောနဲ့ဗရက်ပင်တော့မတွေ့ရပါဘူးသို့တော်လည်းကြက်ကိုတွေ့ခြင်းနဲ့ကျွန်တော်ကအမတ်မထင်ကျွမ်းမင်သားကိုရောက်ခိုင်းထူးခြားတဲ့အဖြစ်အပျက်နဲ့ကြုံရပါတယ်အဲ့ဒီဖြစ်ပက်ကအခြားတော့မဟုတ်ပါဘူး ကျွန်တော်ထိန်တော့ကနေကျွမ်းမင်သားကိုအသွားမမျော်လင့်တဲ့အန္တရာယ်တစ်ခုနဲ့ကြုံရပါတယ်။အရင်အန္တရာယ်ကတော့ရွာသားလူရန်ကားတို့ရဲ့အန္တရာယ်ဖြစ်ပါတယ်။ကျွန်တော်တို့ဖွဲ့ထဲမှာဆောလာဆိုတဲ့ကောင်ရဲ့မတိတဲ့မှုတွေကြောင့်ပဲဖြစ်လာခဲ့တာပါ။ဆောလာအရက်မူးပြီးတော့ရွာသားတွေကိုတွားပြီးတော့ရမ်းပါတယ်။အဲ့ဒါနဲ့ပဲရွာသားတွေနဲ့ဆောလာကပြဿနာဖြစ်ခဲ့တယ်။အဲ့လိုမျိုးဖြစ်တော့ကျွန်တော်လည်းမနေတာပဲနဲ့ဝင်ပြီးတော့ပါခဲ့ရတာပေါ့ဗျာ။ထိုးကြကြိတ်ကြဖြစ်ပြီးတော့နောက်ဆုံးကိုလိုယုံပြီးတော့ပြေးကြရတယ်ဗျာ။လိုက်ကြလိုက်ကြဆိုပြီးတော့ညာတန်ပေးပြီးတော့ရွာသူရွာသားတွေလိုက်တာကြောင့်ကျွန်တော်တို့ခွေးပြေးဝက်ပြေးကိုပြေးခဲ့ရတာ။ အဲ့ဒါနဲ့ပဲကျွန်တော်တို့လည်းလူကွဲသွားခဲ့တယ်ကျွန်တော်လည်းသူတို့ကိုမရှာနိုင်တော့ဘူးဗျာပြင်းနဲ့မိုးချုပ်သွားတာကိုပဲသိတယ်မိုးချုပ်သွားတာတကြောင်ပင်မနွမ်းနေလာတာတကြောင်မလို့ကျွန်တော်တစ်ပင်တစ်ပင်ပေါ်တက်ပြီးတော့အနားယူခဲ့လိုက်တယ်ဗျာမိကနေအိပ်ပျော်သွားတာကိုသိပင်မဲ့လည်းဘလောက်ကြာကြာအိပ်ပျော်သွားတာတော့မသိပါဘူးကျွန်တော်နင်းနင်းချာချာအိပ်ပျော်ရာကနေဖြတ်ကနေလန့်နိုးလာခဲ့တာတော့သတိရလိုက်တယ်ဗျာအခြားကြောင်တော့မဟုတ်ပါဘူးဗျာဒီမှာဒီမှာဆိုပြီးတော့ဒဇွန်တူကအော်ပြီးတော့လုံနိုးလိုက်တာကြောင့်ပါကျွန်တော်ဖြတ်ကနေဆိုပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ဝါခမောက်ဆောင်းထားတဲ့အသားလက်လက်ထောင်ထောင်မောင်းမောင်းနဲ့ယောက်ျားကြီးနှစ်ယောက်ဗျာဒီဒီက ျွန်တော်အဲ့လိုမေးလိုက်တော့သူတို့နှစ်ဦးကပြုံးပြပြီးတော့ကျွန်တော်ကိုကျွန်တော်တို့ကဟိုနားရွာမှာနေပါတယ်ဒုက္ခရောက်နေတဲ့ထင်လို့အကူအညီပေးဖို့အတွက်လာခဲ့တာပါအဲ့လိုမျိုးပြောတယ်ဗျာကျွန်တော်ကလည်းဒုက္ခတယ်ဆိုပြီးတော့ပြောလိုက်ရင်တော့သူတို့ကဒါဆိုသူတို့ရွာကိုလိုက်ခဲ့ဆိုပြီးကျွန်တော်ကိုခေါ်သွားတာကျေးဇူးပါပဲဗျာအဲ့နောက်မှာတော့ကျွန်တော်အဲ့ပုံကိုနှုံနဲ့လိုက်ခဲ့လိုက်တယ် အဲ့ပုဂ္ဂိုလ်နှုတ်ကလည်းဖော်ဖော်ရွရွရှိလာတယ်ဗျ။မကြခင်မှာပဲသူတို့ရဲ့ရွာကိုရောက်ခဲ့တယ်။ရွာကရွာတန်းရှည်ကြီးဗျ။ရွာတွေကအိမ်တွေကလည်းမီးကိုထိနေုံလင်းနေရပဲ။ကျွန်တော်ရွာတွေကိုရောက်တော့ရွာတွေကလူတွေကထွက်ပြီးတော့နှုတ်ဆက်ကြတယ်။အဲ့ဒီအချိန်မှာပဲပုဂ္ဂိုလ်ကြီးတူဟာကဲမောင်စိန်နဲ့ညွန့်တယ်။ဧည့်သည်တွေကိုကောင်းကောင်းအဲ့ခံလိုက်ကြကွာ။ဟုတ်ကဲ့ပါတကြီး။အဲ့ဒီပုဂ္ဂိုလ်ကြီးပြောနေသလိုပဲကျွန်တော်ကိုကုညီရခေါ်ခဲ့တဲ့မောင်စိန်နဲ့ညွန့်နေဆိုတဲ့ပုဂ္ဂိုလ်နှုတ်ကသူတို့အိမ်ကိုခေါ်သွားခဲ့ကြပါရတယ်။သူတို့ရဲ့အိမ်ကနှစ်ဆောင်မြိုင်အိမ်ကြီးပါ။ဆောက်လုပ်ထားတာကလည်းတော်တော်ခိုင်ခန့်လာပါရတယ်။တကြီးဝါကြီးတွေနဲ့ကိုအသေးချာကိုဆောက်လုပ်ထားတာပါ။ အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးတည်းကမောင်စင်ကဝဝရေဧည့်သည်ပါလာတဲ့ဟာဧည့်သည်စားဖို့အတွက်တခုခုစီစဉ်မအောင်ကွယ်အဲ့လိုမျိုးလမ်းပြီးတော့ပြောလိုက်ပါတယ်အသားဝဝနဲ့ချိုရွှင်နေတဲ့မျက်နှာသားရှိတဲ့မိန်းကလေးကဟုတ်ကဲ့ဘဘကျမစီစဉ်လိုက်ပါမယ်အဲ့လိုပြောပြီးတော့နောက်ဖေးဘက်ကိုဝင်သွားခဲ့ပါတယ်အသက်50ခန်းရှိတဲ့မိန်းမကြီးတူကကျွန်တော်ထိုင်ဖို့ဖြားလေလာခင်းပေးပါတယ်ကျွန်တော်ထိုင်လိုက်ပြီးတော့မကြာခင်မှာပဲထမင်းပွဲတစ်ခုကိုထမင်းဟင်းနဲ့ပြင်ဆင်ပြီးတော့အိမ်ရှိကိုယူလာခဲ့ပါတယ်ကဲတငယ်စားကွယ်နော်ဘာမှအာမနာနဲ့နော် ဟုတ်ဟုတ်ကဲ့ပါဗျာကျေးဇူးပါပဲဦးကျွန်တော်ကလည်းပြင်ဆင်ထားတဲ့ထမင်းပွဲကိုကြည်ပြီးတော့ထမင်းဝိုင်းနာကိုရွှေ့ထိုင်လိုက်ပါတယ်ချက်ချင်းစီစဉ်ရတာလို့ဆိုပေမဲ့လည်းထမင်းကပူပူလေးရှိပြီးတော့ကြက်သားဟင်းငချောက်စီစဉ်နဲ့အတို့အမြုပ်ကစုံလာပါတယ်ကျွန်တော်ကလည်းဘိုက်ဆာဆာရှိတာနဲ့အားရပါရကိုတီးထုတ်လိုက်ပါတယ်ဘိုက်ဆာဆာနဲ့စားလိုက်တာတော်တော်စားကောင်းတယ်ဗျာကျုပ်တို့ကလည်းဧည့်သည်ကိုအဲဝတ်ပြုတ်ခြင်းတယ်လို့အဲ့လိုအားရပါရစားရင်အရင်ကျင်တတ်တယ်ဗျာ အဲ့လိုမျိုးဥညွတ်နေရပြောလာခဲ့တယ်ဗျာအဲ့နောက်မှာတော့ကျွန်တော်တို့ဒီစကားကြီးပြောကြတယ်အเจ้าရတွေကလည်းစုံလို့ပါပဲဗျာကြာလာတော့ခยีပန်းလာတာကလည်းတကြောင်စားကောင်းကောင်းနဲ့စားခဲ့တာကြောင့်မျက်ကြောကလည်းဆင်းလာခဲ့ပါတယ်ဒါကိုကုတင်ဆိုင်ကရိတ်မိဟန်ရှိပါတယ်ကဲဧည့်သည်လည်းအိတ်ချင်ရော့မယ်ကွယ်အဲ့လိုပြောလိုက်တဲ့အခါမှာတော့ကျွန်တော်ပြုံးလိုက်မိပါတယ်အဲ့ဒီချိန်မှာပဲဆော့ဆော့ကမိန်းကလေးကထွက်လာပြီးတော့အဖေဧည့်သည်အိတ်ချင်လို့ရှိရင်အဲ့ရပြင်ပြီးပါပြီအဲ့လိုမျိုးပြောလာခဲ့ပါတယ်ကျွန်တော်ကကျေးဇူးပါပဲဆိုပြီးပြောလိုက်တယ်လို့ကိုမောင်ဆိုင်နဲ့ကိုညွတ်တင်တို့ကအဲ့ရကိုလိုက်ပို့ပါတယ်ကဲဧည့်သည် ဘာမှအာမနာနဲ့ဘာမှလည်းစိတ်ပူပန်မနေနဲ့စိတ်အေးချမ်းသာစွာအိတ်နော်အဲ့လိုပြောပြီးတော့အခန်းထဲကနေပြန်ထွက်သွားခဲ့ကြပါတယ်ကျွန်တော်လည်းအိတ်ခန်းထဲကိုရောက်ပြီးတော့မကြခင်မှာပဲအိတ်ပြောသွားခဲ့ပါတယ်အိယာကနေလန်နိုးလာရင်တော့ကျွန်တော်လွန်စွာတုံလုံးခြောက်ချသွားမိပါတယ်မှန်ပါတယ်ကျွန်တော်တုံလုံးခြောက်ချရတာလည်းမဆန်းလာပါဘူးကျွန်တော်ကအိတ်ခန်းထဲမှာမွေးရဆောင်ခေါင်းအနေနဲ့အသေးချတိတ်ထားအိတ်ခဲ့ရပါတော့လဲ ကျွန်တော်အိတ်ရကနိုးတဲ့အခါမှာတော့ကျွန်တော်အိတ်နေတာမွေ့ရခေါင်းနဲ့မဟုတ်ပါဘူး။တိရွဲ့ချောက်တွေပေါ်မှာအိတ်နေရပါ။အဲဒီခါမှာကျွန်တော်ကိုကျွန်တော်ကြက်ရွာကိုရောက်ခဲ့ပြီဆိုတာသိလျရပါတယ်။ဒီခါမှာကျွန်တော်လွန်စွာကြောက်ရွံ့သွားခဲ့ပါတယ်။အရင်အရင်ကကြက်ရွာကိုရောက်ချင်ခဲ့ပေမဲ့လည်းတကယ်တကယ်တမ်းကြက်ရွာကိုကိုယ်တိုင်ကိုကြရောက်သွားတဲ့အခါကျတော့အလံကြီးလန်သွားခဲ့ရပါတယ်။ကြက်တွေကကျွန်တော်ကိုရံမရှာတာဖြင့်တော်ပါသေးတယ်လို့ခံစားမိပါတယ်။ ထို့တူပဲကြက်တရားဖန်တီးနိုင်စွာရှိတယ်ဆိုပြီးတော့လည်းခံစားမိလိုက်ပါတယ်ယခုချိန်မှာတော့ကျွန်တော်ကကြက်ရွာကိုရောက်ခဲ့ဘူးသလိုကြက်တရားရဲ့အဝတ်ချေပြမှုနဲ့ဖန်တီးမှုတွေကိုလည်းမမေ့နိုင်တော့ပါဘူးဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်